ဲအားလုံးပဲမင်္ဂလာပါအမျိုးသားညီလာခံအကြောင်းလေးဆက်ပြောပေးမယ်ဗျအဲ့တော့ရှေ့မှာအမျိုးသားညီလာခံအကြောင်းတွေပြောခဲ့တယ်အခုထပ်ပြောပေးမယ်ဟုတ်ပြီအဲ့တော့အမျိုးသားညီလာခံနှစ်ကြိမ်ကျင်းပတဲ့အခါကျတော့ပထမတစ်ကြိမ်မှာဘာတွေဆွေးနွေးခဲ့ကြသလဲပထမတစ်ကြိမ်မှာအခွင့်အရေးနဲ့နှစ်ယောက်ကျင်းပတဲ့အခါကျတော့ဘာတွေပြီးသွားလဲဆိုတော့အခန်း အခန်းနှစ်အခန်းသုံးသုံးငလုံးကိုအပြည့်ဝပြီးသွားတယ်အခန်းတစ်နိုင်ငံတော်ဆိုတဲ့အခြေခံသဘောတရားတွေပြီးသွားတယ်အခန်းနှစ် structure ပိုင်းပြီးသွားတယ်အခန်းသုံးနိုင်ငံတော်တမရအကြောင်းတွေပြီးသွားတယ် အခန်းလေးအခန်းကအခန်း6ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရေးဆိုတဲ့သုံးခန်းကြတော့အပြည့်ဝမပြီးသွားပဲနဲ့ structure ဘိုင်းပဲပြီးသွားတယ်ဗျဒါဆိုရင်မေးခွန်းလေးတစ်ခုပေါ်လာရော NLD နဲ့ SND ပထမတစ်ချိန်ကျင်းပါတော့109ဦး902ယောက်ထဲမှာ1990အနိုင်ရ90လေရွေးကောက်ကကိုယ်စလဲ တရနဲ့ခုနှစ်ဦးတည်းရ89ရောက်လားမသိဘူးထွက်သွားတာက1995ကြာမှထွက်သွားတာ96ကြာမှရက်လိုက်တာပထမအခြေကိုအဲ့တော့95မှာထွက်သွားတဲ့အချိန်မှာပြီးသွားတာကစစကအခန်း1အခန်း2အခန်း3အခန်း4အခန်း5ဒါဆိုလို့ရှိရင်စိတ်မေးစရာမေးခွန်းတစ်ခုပေါ်လာတယ် အခမ်းသုံးလို့ခေါ်တဲ့နိုင်ငံတော်တမရခမ်းမှာပါတဲ့59စာလုံးတမရတယောက်ရဲ့အရေးချင်း59စာလုံးကိုဘယ်သူတွေရေးဆွဲသွားတာလဲလို့2008ပွဲစည်းပုံအခြေခံဥပဒေထဲမှာ59စာလုံးဆိုတဲ့ပုံမှန်ကိုဘယ်သူတွေရေးထည့်သွားတာလဲလို့မေးခွန်းထုတ်မယ်ဆိုလို့ရှိရင် NLD ကဥအောင်ရွှေတို့ကိုယ်တိုင်ဥဆောင်ပြီးတော့အရက်သားပေါင်း ခွနရတဲ့နှစ်ဦးကဆွေးနွေးဆုံးဖြတ်သုံးသပ်ပြီးတော့မှ2008ထဲမှာထဲသွေးရေးဆွဲထားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုလို့ရှိရင်ဂျင်းစကားတွေနဲ့နိုင်ငံရေးမိုက်တိုက်နေတော့စံကျင်ဘက်အဖွဲ့အစည်းကပြောတဲ့ဇာတ်က59ဇာလုံးစစ်တပ်ကရေးတာပါစစ်သားတွေပဲရေးတာပါဆိုတဲ့ဇာတ်ကဂျင်းစကားဆိုတာကိုသိတာစေမှာပါ။ဒါဆို59ဇာလုံးဘသူရေးခဲ့လဲ။ NLD ဥဆောင်ပြီးတော့ဥအောင်ရှင်တို့ကိုယ်တိုင်ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးလိုက်ပါတယ်